ားလုံးပဲမင်္ဂလာပါရှင်။ခွန်အားချန်နယ်လေးမှာကြိုဆိုပါရစေ။အားတော့ဆက်ဖက်သူနီနီပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့စိုင်းစရာထင်းထင်းဘာသာမြန်ရေးသားထားတဲ့မေတ္တာရှင်မာလီပေါ်လီယာနာအပန်းရှိပေါ်လီယာနာအလဲသွားခြင်း ညမကြမီပင်ဟေရင်တန်အင်ဂျီ၌စီကန်းသေးဝေးတကယ်သူဖြစ်လာသည်ဒေါ်ပေါ်လီမူလကချက်မှတ်ထားသောစီကန်းမျိုးကမဟုတ်ပေါ်လီယာနာအချုပ်လုတ်တင်သည်စန္ဒီယာကျင့်သည်အတန်ထွက်ရေးစားဖက်သည်မိဘကန်းနှင့်တွင် အချက်ပြုတ်လိလာသည်မှန်ပါသည်သို့တော်ပေါ်လီယာနာသည်ဤလုပ်ငန်းများတွင်မူလကတတ်မှတ်ထားသောအချိန်ပြည့်အောင်တော့ဘယ်နေရာမှမလုပ်ချေသူနှိမ့်ချိုက်သလိုနေဖို့အတွက်အချိန်ပိုရရသည် အကြောင်းကအနည်းစဉ်လိုပင်ညနေပိုင်းနာရီပြန်နှစ်ချက်မှ6နာရီအထိအချိန်တိအန်တီပိုလီကတားမြစ်ပိတ်ပင်ထားတာမျိုးမဟုတ်လျင်ပိုလီယာနာသူကြိုက်တာသူလုံနိုင်တော့သူပိုင်အချိန်ဖြစ်လာတော့ကြောင့်ဖြစ်၏ခလေးကိုအင်းမြအားလက်ချိန်ပေးထားခြင်းမှာပိုလီယာနာအားအလုံမှနားခွင့်ပေးသည့်သဘောဖြစ်လေသလားသူဒီမဟုတ် သူအန်တီပိုလီအားပိုလီယာနာနှင့်လွတ်ရာတွင်နားခွင့်ရစေသည့်သဘောဖြစ်လေသည်တလို့စဉ်းစားပွဲဖြစ်၏ တကယ်တော့ဇူလိုင်လပထမတပိုင်းလုံးလုံလို့ပင်ဒေါ်ပေါ်လီမှာတကယ်ရှားမှရှားပါပဲတော့ဟုအော်ရသည့်အချိန်ပေါင်းများခဲ့ပြီဖြစ်၏။ဆဖက်ချိန်နှင့်အချုပ်လုတ်တင်ချိန်များပြီးဆုံးတိုင်းမှာတော့ဘာမှလုတ်ချင်တိုင်းစိတ်မရှိတော့အောင်အာရင်ကုန်ခန်းပင်မဲ့ရဲ့ကြံရစ်တီတာပြားခဲ့၏။မိဖို့ထဲမှာနန်စီကသူ့ထက်တာပါသည်။အာရင်ကုန်ခန်းတီလည်းမရှိပင်မဲတီလည်းမရှိဘုရုဟုနေနေစနေနေ့များသည်သူ့ဖို့နေတူးနေမြတ်များဖြစ်ကြပါသည်။ ဟန်တန်လမ်းမကြီးနှင့်အနီးနားပတ်ဝန်းကျင်တွင် ပေါ်ပေါ်လီယာနာနှင့်ကစားရန်ကလေးများမရှိကြ။အိမ်ကြီးကလည်းရွာ၏အစွန်တွင်ဖြစ်သည်။မနီမဝေးအရက်တွင် အခြားအိမ်များရှိတော်လဲထိုအိမ်များတွင်ပေါ်လီယာနာနှင့်ရွယ်တူမိန်းကလေးလည်းမရှိ။ယောက်ျားကလေးလည်းမရှိ။သို့သောပေါ်လီယာနာကတော့ဤအတွက်အနည်းငယ်များစိတ်နှောက်ယှက်ဖြစ်ဟန်မရှိကြ။သမီးဖို့ကိစ္စမရှိပါဘူးမမနန်စီသမီးလမ်းလျှောက်သွားပြီးအိမ်တွေလူတွေကိုကြည့်ရတာပြောတာပဲလူတွေကိုသမီးချစ်တယ်မမကောရင်ဟုပေါ်လီယာနာက ပြောတတ်သည်အင်းချစ်တယ်လို့တော့မပြောနိုင်ဘူးအားလုံးကိုတော့မချစ်ဘူးဟုနန်စီကတူဆက်ဆက်ပြန်ပြောသည်တာယာသောညနေပိုင်းမှာအလိုလိုပင်ပေါ်လီယာနာသည်သူ့ကိုတနေရာသို့တစ်ခုခုခိုင်း၍လွှတ်ရန်တောင်းနှောက်မှန်မှန်ပြောနေသည်ကိုတွေ့ရတတ်သည်သူဒီတနေရာမဟုတ်တနေရာသူလမ်းချွတ်လျှောက်ရှင်နေသည်ဤသူမကြာခဏလမ်းထွက်လျှောက်ရှင်ကပင်သူဒီဤလူကြီးနှင့်တွေ့ခဲ့ခြင်းဖြစ်သည် ပေါ်လီယန်နာအဖို့တော့ထိုနေ့ကအခြားလူကြီးတွေနှစ်ယောက်နဲ့တွေ့ခဲ့တွေ့ခဲ့သူဖို့လူကြီးဆိုဒီမှာဤလူကြီးသာဖြစ်၏ထိုလူကြီးသည်ကိုကြီးကိုအင်းကြီးရှေ့အနက်ကြီးကိုဝတ်လျက်ပိုးသားအုပ်ထုပ်ကိုစောင်းထားလျက်ဤအရာနှစ်ခုမှာအခြားလူကြီးများဘယ်တော့မှမဝတ်ဆင်သောအရာများဖြစ်သည်သူ၏မျက်နှာမှာမုတ်ဆိတ်မွေးမျက်ခုံးမွေးများမရှိပြောင်စင်အောင်ရိတ်ထားလျက်ရှိပြီးဖြူပတ်ဖြူရရှိလာသည်အုပ်ထုပ်အောက်တွင်မြင်ရသောသူ၏စပင်သည်မွေးချောက်ချောက်အယောင်တစ်မျိုးဖြစ်သည်သူသည် ကိုကွယ်မဲ့၍ဖြက်လက်စွာလမ်းလျှောက်လေရှိသည်သူကိုမိသည့်အခါမဆိုတယောက်တည်းသာတွေ့ရတတ်၏ထို့ကြောင့်ပင်လျင်ပေါ်လီယာနာသူ့အတွက်စိတ်မကောင်းဖြစ်မိသလိုရှိ၏ထို့ကြောင့်ပင်ပေါ်လီယာနာသည်တနေ့တွင်သူ့ကိုနှုတ်ဆက်မိလေသည်ဦးနေကောင်းရဲ့လားဒီနေ့နေသားတယ်နော်ဟုပေါ်လီယာနာက သူ့အနားသို့သွားပြီးရှင်ပြစွာနှုတ်ဆက်သည်လူကြီးကသူ့ဘေးပတ်လေသူ့ကိုကြပြားကြရကြည့်လိုက်ပြီးဇဝေဇဝါဖြစ်ရက်လိုက်၏ မင်းလားငါ့ကိုစကားပြောတာဟုဆူရှသောအတန်ဖြင့်မေး၏ဟုတ်ပါတယ်ဒီနေ့နေတာတယ်လို့ပြောတာပါဟုပေါ်လီယာနာကပြုံးရှင်စွာပြန်ပြောသည်အေးအေးအေးလူကြီးကဤမျှသာအတန်ပြု၍ရှောင်မြက်ဆက်လျှောက်သွားသည်ပေါ်လီယာနာကရီးလျက်ကြံရစ်သည်ဤလူကြီးကရီးစရာကိုကောင်းသောလူကြီးပါတကားဟုသူထင်သည်နောက်တရက်လည်းသူ့ကိုတွေ့ရပြန်သည်ဒီနေ့တော့မနေ့ကလောက်မတရားဘူးပေါ့နော်ဒါပေမဲ့စိုးတော့မစိုးပါဘူးဟုပေါ်လီယာနာကရှင်လန်းစွာနှုတ်ဆက်ပြန်သည် လူကြီးကဟေးအေးအန်ဟုအတံပြုကဆက်လျှောက်သွားတော့ပေါ်လီယာနာရည်ပြန်သည်ဤနှစ်တိုင်းပင်ပေါ်လီယာနာက လူကြီးအားတတရအကျဉ်းနှုတ်ဆက်တော့လူကြီးကရုတ်တရက်ရက်လိုက်ပြီးဟေးကလေးမင်းဘယ်သူတို့တို့ကိုဘာဖြစ်လို့နေတိုင်းနှုတ်ဆက်နေတာလဲဟေးတမီးကပေါ်လီယာနာဝတ္တီးရလို့ခေါ်ပါတယ်ဥကိုကြီးရတာတယောက်တည်းပြင်းစရာကောင်းမွန်ရတာနဲ့နှုတ်ဆက်တာပါဥရက်ပြီးစကားပြောတာတမီးသိတ်ဝမ်းသာတာပဲ ကဲမိတ်ဆက်လို့တော့ပြီးပြီဥနဲ့မီကိုတော့မသိရသေးဘူးအင်းတကယ်ကိုပဲလူကြီးကသူစကားသူဆုံးအောင် မပြောတော့ပဲရခင်ခတ်တဲ့မြန်မြန်ဆက်လျှောက်သွားလိမ့်ဤပိုလီယာနာသည်သူ့သွားရသူလိုက်ကြည့်ရင်သူ့မျက်နှာပေါ်တွင်တွေ့မြင်နေကြပြုံးကလေးများတရရပြောက်ွယ်သွားလိမ့်သည်သူနားမလဲလို့နေမှာပေါ့လေမိတ်ဆက်တာကတဝက်ပဲရှိသေးတာသူ့နဲ့မီကိုလည်းမသိလဲရဘူးဟုတိုးတိုးရိပ်ရိပ်ကသူ့လန်းသူဆက်သွားလိမ့်ဤ ယနေ့ပေါ်လီယာနာကမစ္စတာစနိုးနန်တို့နွားကလေးချက်တော့ပေါင်းချေလီတွားဖို့ရသည်ဒေါ်ပေါ်လီဟရင်တန်ကမစ္စတာစနိုးတန်တို့တပတ်တစ်ခါတစ်ခုခုဤသို့ပို့မြဲဖြစ်သည်မစ္စတာစနိုးကဆင်းရဲသည်နာတာရှည်ယောဂတဲ့သူနှင့်ဝစ်ချောင်းတက်ဖက်ဖြစ်သည်အာလုံးသောဝစ်ချောင်းတက်ဖက်တို့၌ဆောက်ရှောက်ရန်ဝတ္တရားရှိသည့်အားလျော်စွာဒေါ်ပေါ်လီကသူ့မှလည်းဝတ္တရားရှိသည်ဟုယူဆကြောင်းပြောသည် ဒေါ်ပိုလီသည်မစ္စတာစနိုးဘောတွင် သူပြုတ်အပ်သောဝတ္တရားကိုကြာပဒရာပရီးနှင့်ညနေပိုင်းများတွင် ကိုယ်တိုင်မဟုတ်ဘဲနန်စီမတ်တစင်ပြုမြဲဖြစ်သည်ယနေ့တော့ပေါ်ရီယာနာကဤအခွင့်အရေးကိုတောင်းခံသောကြောင့်ဒေါ်ပိုလီ၏အမိန်တိုင်းနန်စီကအလွှမ်းပြောင်းပေးလိမ့်ခြင်းဖြစ်ပေသည်မမကဒီတာဝန်းကြီးလွတ်သွားတာတိတ်ဝမ်းသာတယ်ဟုနောက်မှနန်စီကပေါ်လီယာနာအားနှစ်ယောက်ချင်းပြောပြသည်အေးလီဒီအလုတ်ကြီးကိုတမိလေးအပေါ်ပုံထိုးထက်လိုက်တာတော့မတရားဘူးပေါ့တကယ်တကယ် ဒါပေမဲ့မမနန်စီရဲ့သမီးကဒါကိုတိတ်လှုပ်ချင်တာအေးသမီးဒီတစ်ခေါက်သွားပြီးရင်နောက်တော့လှုပ်ချင်တော့မှမဟုတ်ပါဘူးဟုနန်စီကအမေကရွက်ကဆိုသည်မဖြစ်လို့မလှုပ်ချင်ရမှလဲမဖြစ်လို့လဲဆိုတော့ဘသူမှမသွားချင်လို့ပဲပေါ့လူတွေကသူ့ကိုတနာကြလို့သာပေါ့မဟုတ်ရင်သူ့နာတနေ့လုံးနေလို့တယောက်တောင်မကပ်ဘူးမှတ်၏သူကအဲ့တလောက်ရန်လိုနေတာသူ့ကိုပြုစုနေရတဲ့သူ့သမီးကလေးကိုပဲတနာပါတယ်ဒါထက်ဘာဖြစ်လို့လဲမမနန်စီရဲ့နန်စီကပခုံးကိုချီလိုက်ပြီး အေးရှင်းရှင်းပြောရရင်အဲ့ဒီမစ္စတာစနိုးဆိုတဲ့မိန်းမကြီးရဲ့မျက်စိထဲမှာဘာဖြစ်ဖြစ်အကောင်းကိုမမြင်ဘူးနေ့တွေရွက်တွေကအစသူ့စိတ်တိုင်းကြမဖြစ်ဘူးဒီနေ့တနင်္လာနေ့ပါဆိုရင်သူကတနင်္ဂနွေနေ့ဖြစ်ချင်ရင်ကောင်းမယ်လို့ပြောမှာပဲသူ့စီကိုဂျယ်လီသွားဖို့ရင်သူစက်တားဟင်းစားခြင်းနဲ့ပြောမှသိကြတယ်ဒါပေမဲ့စက်တားဟင်းယူသွားပြန်တော့လေသူတောင်းတနေရတာကသူ့တားဟင်းဖြစ်အောင်မှာပဲအင်းနော်တော်တော်ကြီးစရာကောင်းတဲ့မိန်းမကြီးပဲဟုပေါ်လီယာနာက ပြောရိပ်ရေလိုက်ပြီးသမီးသူ့ကိုတော့တွေ့ကျင်ပါတယ် သူ့ကိုတွေ့ရရင်အံဩစရာထူးခြားတာတွေတွေ့ရမှာပဲသမီးကထူးခြားတဲ့သူတွေကိုချစ်တယ်ဟုဆိုသည်အေးအေးမစနာစနိုးထူးခြားလို့သမီးကချင်းရင်ကြံတဲ့ဒုဒ္ဒွေအတွက်တော့တတ်တာပါဘို့ဟုနက်စီကဆို၏ဒီနေ့ပေါ်လီယာနာဤစကားများကိုပြန်၍တည်ရရင်တက်တက်ကုတ်ကလေးရှိရာဝင်းဝါသူချိုးဝင်ခဲ့သည် ထူးခြားသောမစနာစနိုးကိုတွေ့ရတော့မည်ဖြစ်၍သူ၏မျက်လုံးများမှာအယံတလက်လျက်ထွက်လျက်ရှိလေသည် သူကတကားကိုခောက်လိုက်တော့မျက်နှာဖြူပတ်ဖြူရော်နဲ့ပင်မနွမ်းနဲ့ဟန်ရှိသောမိန်းကလေးတစ်ယောက်ကဖွင့်ပေးသည်။နေကောင်းရဲ့လားဟု ပေါ်ရီယာနာကရင်းစွစွာနှုတ်ဆက်ပြီးတမိကဒေါ်ပေါ်လီဟရင်တန်စီကပါ မစ္စတာစနိုးကို တွေ့ကျင်လို့ပါဟု ခွန်းတောင်းလိုက်၏။အင်းတွေ့ကျင်သမားဆိုလဲတွေ့ပေါ့အမေကိုတွေ့ကျင်တာညီပဲရှိသေးတယ်ဟု သူပါဆက်ကတိုးတိုးဆိုမိသည်။ပေါ်ရီယာနာကတော့မကြားကြည် မင်းကလေးရှိမှလမ်းပြရင်ဝင်သွားပြီးတကားတကူကိုဖွင့်လိုက်တော့လူမမာနေသည့်အခန်းမှာမှောင်မိုက်နေသည့်ဖြစ်ပေါ်လီယာနာလဲသူ့မျက်စိများကိုကျဉ်းသားရအောင်အတော်အဆိုင်ကြည့်ရ၏အင်းမြမှောင်သောအခန်းတွင်ဝဲအိယာပေါ်၌တဝက်အိတ်တဝက်ထိုင်အနေထားဖြစ်ရှိသောမိမကြီးတကံရင်းရင်းကိုမြင်ရသည်ပေါ်လီယာနာသည် ရှေ့သို့တိုးသွားရင်မစ္စတာစနိုးနေလို့ကောင်းရဲ့လားအန်တီပေါ်လီကတော့ဒီနေ့မစ္စတာစနိုးတက်တာလိမ့်မယ်လို့မျှော်လင့်ပါတယ်တဲ့ ူကနွားကလေးချစ်တော်ပေါင်းဂျယ်လီလဲပို့ခိုင်းလိုက်ပါတယ်ဟုပြောလိုက်၏အမလေးလီဂျယ်လီတဲ့လားဟုညင်းညင်းညွညွအတန်တခုထွက်လာပြီးအေးလီကျေးဇူးတော်တင်ပါတယ်ဒါပေမဲ့ငါကတော့ဒီနေ့တူသားဟင်းကလေးများလာမလားလို့မျောနေတာဟုဆက်ပြောသည်ပိုလီယာနာအနေငယ်မျက်မှောင်ကျုံပလိမ့်မိ၏ဩသမီးကတော့မစလာကနိုဂျန်ဒီရတဲ့အခါစက်သားဟင်းစားခြင်းနဲ့ဆိုလားလို့ဘာအိတ်လူမမာကရှူးရှူးရှားရှားဖြစ်လာသည် အော်ဘာမှမဟုတ်ပါဘူးပေါ်လီယန်နာကအလင်းမြန်တောက်မှန်လေးရဤတကယ်တော့တိတ်ထူတာမဟုတ်ပါဘူးမမနန်စီပြောတာကဂျယ်လီပို့ရင်ကြက်သားကြက်သားပို့ရင်တိုးတိုးသားဒီလိုဖြစ်တတ်တယ်လို့ပါမမနန်စီမိရာနေမှာပါလူမမအဲ့ရတဲ့မှာခေါင်းထောင်ရီတလဲဤယနေ့မှထူးထူးခြားခြားပြုလုပ်ခြင်းဖြစ်သည်သို့တော့ပေါ်လီယန်နာကတော့မသိကြည်အမေမိစွာညီကဘသူတုံးဟုဒေါသဖြစ်မေးဤပေါ်လီယန်နာကပျော်ရွှင်စွာရည်လိုက်ပြီး တမိနမီမိစာမဟုတ်ပါဘူးမစ္စတာစနိုးရဲ့မဟုတ်တာကိုပဲဝမ်းသာရပါတယ်။အဲဒီနမီကတော့ဟန်စီပါဆိုတဲ့နမီထက်ပိုဆိုးမယ်နော်။တမိကပေါ်လီယာနဝတီယာလို့ခေါ်ပါတယ်။ဒေါ်ပေါ်လီဟရင်တန်ရဲ့တူမပါ။သူနဲ့အတူလာနေတာလေ။ဒါကြောင့်ဒီနေ့ဒီကိုဂျယ်လီလာပို့ရတာပေါ့။လူမမာတီပေါ်လီယာနာဤစကားကိုအစတွင်ကိုကိုမက်လျက်နားထောင်နေတော့လဲဂျယ်လီဟူသောစကားကိုကြားလိုက်တော့အခါခေါင်းအုံပေါ်သို့စိတ်ပြက်လက်ပြက်ပြန်လှည့်ချလိုက်လို့ဤ။ ကောင်းပြီလေညီတော်ကတော့ကျင်နာရှာပါတယ်သို့ပေမဲ့ဒီနေ့မနက်ငါမှကတွင်းကလည်းပြက်ပြက်နဲ့သူသားဟင်တောင်းတနေတာဟုပြောရင်ရုတ်တရက်ရီလိုက်ပြီးအခြားเจ้าတစ်ခုတို့ချက်ချင်းပြောင်းပြစ်လိုက်၏မင်းညကလည်းငါမှတမေးကလေးမှအဲ့လိုမပြောဘူးအေးအိုးဟုတ်လားတမိလေးအိတ်မပြောဘဲနေချင်းလိုက်တာပိုလီယာနာသည်ဂျဲဂျဲလီကိုခုံကလေးတစ်ခုပေါ်သို့ချရင်အနိရှိကလက်ထိုင်ပေါ်တွင်ဝန်ထိုင်လိုက်သည်ပြီးမှအိတ်ပြောရတာအချိန်နေအချိန်နေတိတ်ကုန်တာပဲလို့မထင်ဘူးလားဟုမေးလိုက်၏ ။ဘာအေ့ပြောရတာအချင်းတွေကုန်နေဟုတ်လားဟုလူမမာကတန်အောတအောဖြစ်လျက်ဆိုသည်။ဟုတ်တယ်လေကိုနေရမယ့်အချင်းကလေးအိပ်ပြစ်လိုက်ရတာနှမျောစရာပေါ့။ညတွေပါမနေနိုင်တော့နှမျောစရာပေါ့။လူမမာအမျိုးသမီးသည်အိပ်ရာထဲမှခေါင်းထောင်ရေထလာပြန်သည်။အမေညီတဲဆန်းပါလားဟိုပြတင်းတကတောက်ဖွင့်လိုက်ဆန်းညီဘလို့နေလဲလို့ငါကြည့်ဆန်းကျင်တယ်ပိုလီယာနာကထိုင်ရမထသည်တို့တော့စိတ်ပြက်တယ်လို့ကြီးလိုက်ဤ အော်ဒီလိုဆိုရင်သမီးရဲ့မျက်နှာပေါ်ကအမဲကြောက်တွေကိုမြင်ကုန်တော့မှာပေါ့ဟုပြောကတပြင်းချရင်ပြတင်းပေါက်စီတို့သွားကသမီးကအမှောင်နေလို့ဒီအပြောက်ဆွက်တွေကိုမမြင်ရတော့ဆိုပြီးဝမ်းသာနေတော့ကဲကဲခုဆိုမြင်ရပြီပေါ့ဟုပြပြပြဆိုဆိုပြန်လှည့်လာတွင်မစ္စတာစနိုးသမီးကိုကြည့်ချင်နေဆိုတာဝမ်းသာပါတယ်ဒါမှသမီးလဲမစ္စတာစနိုးကိုမြင်ရမှာအိုးမစ္စတာစနိုးဒီလောက်လှတာကိုသမီးကိုသူတို့မပြောပြကြဘူးဟုရုတ်တရက်ဆိုလိုက်သည် လူမမာကငါ့ကိုလာအေးလှတယ်ဆိုတာဟုခါခါတီတီဆိုလိုက်၏။အိုးဟုတ်တယ်လေအတော်မသိဘူးလားဟုပေါ်လီယာနာကပြန်ပြောသည်။ဟင်းမသိပါဘူးဟုမစ္စတာစနိုးကပြန်ဖြေသည်။မစ္စတာစနိုးမှာအသက်40ရှိပြီးထိုအသက်ပိုင်းတွင်15နှစ်ခန့်မှအလိုမကျနိုင်သေးကအများလို့နေသည်ဖြင့်အရှိကိုအရှိတိုင်းမမြင်ခဲ့ရကြ။โอ้ดอดอမျက်လုံးကြီးတွေကဝိုင်းဆက်ပြီးမှောင်းနေတာသပင်ကလည်းနှက်မှောင်းပြီးအခွေခွေနေတာတမိကသပင်အခွေလေးတွေစုတိတ်ချစ်တာ ။တမိကောင်းကင်ဘုံရအောင်အဲ့တလူသဖြင့်အခွေကလေးတွေရမယ်လေ။ပြီးတော့ဒေါတော့ပါပေါ်မှာလည်းမှဲ့နီကလေးနှလုံးနဲ့မစနာစတိုးတကယ်လှပါတယ်။ကိုကိုကလည်းမျက်နဲ့မှန်နဲ့ပြန်ကြည့်ရင်တိမာပဲဟုထင်နေ။မှန်ဟုတ်လား။လူမမအမျိုးသမီးကြီးကခေါင်းအပေါ်တို့ပြန်လဲချရင်ဖြတ်မေးသည်အင်းဟုတ်ပါရဲ့ငါမှလည်းမှန်ရှိမှမပြုတ်ပြင်းနိုင်ပါဝေးငါလိုအိပ်ရတဲ့ပက်လက်ဖြစ်နေတော့လေဘသူလောက်တော့နိုင်တော့မှလဲဟုတ်တာပေါ့ဘယ်လောက်နိုင်ပါမလဲပေါ့ ပိုလီယာနာကကိုချင်းစာမိဟန်ဖြင့်ပြောလိုက်ပြီးဒါပေမဲ့နေအောင်လေတမိပြပါမယ်ဟုဆိုကဘီရိုစီတို့သွား၍လက်ကင် ကြီးမှန်လေးကတစ်ခုကို ယူလိုက်၏အဲ့ရာစီတို့ပြန်လာရတဲ့လူမမအမျိုးသမီးဟာအကဲခတ်တယ်လို့ကြည်လာသည်မပြခင်တော့လေအတော်စိတ်မဆိုးဘူးဆိုရင်သပင်ကလေးကိုတမိနည်းနည်းတော့ပြပြင်လိုက်ချင်သေးတယ်လောက်ရမလားတော်တော်ဟုမေးသည်မစ္စတာစနိုးကတိတ်မကြင်မနဲ့ပင်ညီတဘောပဲလှုပ်ချင်လှုပ်ပေါ့ဒါပေမဲ့ကြာကြာတော့နေမှာမဟုတ်ပါဘူးဟုဆိုသည် ကျေးဇူးပဲတမိကသပင်းတွေဘာတွေပြုပြင်လောက်ကန်ရတာကိုတိတ်ကြိုက်တာဟုပေါ်လီယန္နာကပြောကာလက်ကင်ကြည့်မှန်ကလေးကိုအတရာချထားလိုက်ပြီးဘီးတချမ်းကိုလှမ်းယူလိုက်သည်ပြီးမှဒီနေ့တော်တော်ဘလောက်လှလဲဆိုတာပြရုံလောက်ပဲမို့အမြန်လှုပ်ချင်လို့တိတ်မလှုပ်ပါဘူးနောက်တနေ့အချိန်ကောင်းကောင်းရမှကြကြနာနာလှုပ်ပေးမယ်ဟုပြောကာလူမမအမျိုးသမီးကြီးဤနဖူးပေါ်အုပ်ကြနေသောသပင်များဤသူကိုသူဤနူးညံ့သောလက်ချောင်းလေးများဖြင့်ဖိတင်တက်ရက်နေလေဤ ပေါ်လီယာနာသည်၅မိနစ်မြအကျဉ်လေဖြစ်လက်စွာအဖိယခတ်သောဆံခွေများကို ပေါ့ပေါ့ရရဖြစ်အောင်ဖိ၍လေပင်း၌တုန်နေသည်များကိုတက်ရက်အောင်ပြုပြင်၍ခေါင်းမိကိုအစင်းသင့်ဖြစ်စေရန်ခေါင်းအုံးကိုလည်းပြုပြင်၍ပေးလိုက်၏ထိုတစ်ချိန်လုံးလူမမာသည်မျက်မှောင်ကြီးကျုပ်ခါနှုတ်သီးစီးစုကလက်မနှင်းမြို့ဟန်ပြုပြုပြသလိုက်တော်လဲစိတ်ထဲတွင်ကမူထူးထူးဆန်းဆန်းလှုပ်ရှားလျက်ရှိ၏ပေါ်လီယာနာသည်အနီးနားရှိပန်းကောက်မှ ပန်းဝန်တဝင်းကိုစွယူလိုက်ခါလူမမာဤသပင်တွင်အလားဆုံးနေရာ၌ပန်ပေးလိုက်၏ကဲအခုဆိုကြည့်လို့ရပြီဟုဆိုကာမှန်ကလေးကိုကောက်ယူ၍လူမမာရှိတွင်ထောင်ပြလိုက်လေသည်ဟင်းလူမမာသည်မှန်တွင်တွင်သူ့ရိတ်ကိုကြည့်၍ညဉ့်ညင်းစွာအတန်ပြုတ်လိုက်ပြီးငါကပန်းအနီရန်ကိုပန်းရောင်ထပ်ပူကြိုက်တာဒါပေမဲ့ဘလို့မဆိုညမရောက်ခင်ညို့မကြီးပဲဘာထုလဲဟုပြောနေမိ၏ပေါ်လီယာနာကဒါပေမဲ့ပန်းတွေညို့တာကိုလည်းဝမ်းသာတဲ့နဲ့ထင်ပါတယ် မြို့သွားမှာအစ်စ်ပန်ရတော့မှာပေါ့ဒေါ်တော့စပင်ကိုအတလူပေါပေါရွရွလှုပ်ထားတာတမိတိတ်ကြိုက်တာပဲဟုပြော၍ရှင်းနဲ့ဟန်ဖြင့်ကြည်ကဒေါ်တော်ကမကြိုက်ဘူးလားဟုမေးလိုက်၏အင်းကြိုက်ပါရဲ့ဒါလည်းကြကြမခံပါဘူးခေါင်းပေါ်တင်နေလူလိန်လိန်လိန်နဲ့ဟုတ်တာပေါ့ဒါကိုလည်းတမိကဝမ်းသာရမှာပဲပြက်သွားတော့တမိပြန်လုပေးရတာပေါ့ဘာလို့မဆိုလေစပင်အနက်ရှိတာကိုတော့ဝမ်းသာဖို့ကောင်းနေ ။စပင်အနက်ကခေါင်းပေါ်မှာဆိုရင်တမိတို့စပင်အဝါထက်ကြီးလို့ကောင်းတယ်။ဟုတ်ပါလိမ့်မယ်။ဒါပေမဲ့စပင်အနက်ကိုတော့တိတ်အားမကိုဘူး။စပင်ဖြူရင်တိတ်တိတာလွယ်တယ်ဟုမစတာစလုံးကခြေပသည်။သူသည်မကြင်မနက်ပြောနေ၏။သို့တော့သူမျက်နှာရှိတင်ကအမှန်ကိုထောင်၍ကင်ထားလျက်ပင်ရှိသည်။သမီးတော်စပင်အနက်ကိုတိတ်ချစ်တာပဲသမီးစပင်အနက်ဆိုရင်တိတ်ဝမ်းသာရမှာပဲဟုမစတာကလေးကအမှန်ကိုပြန်ချလိုက်ပြီးမတတ်မတန်အလှဲ့သွားသည် ညီငါနေရမှာဆိုရင်ဝမ်းသာရမှာမဟုတ်ပါဘူးအေးစပင်အနက်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ငါလိုတနေကုန်အိရတဲမှာကြီးနေနေရရင်ဝမ်းသာစရာဖြစ်မယ်မထင်ပါဘူးပိုလီယာနာကစဉ်းစားသလိုမျက်ခုံးချီလိုက်ပြီးအင်ဘော်လေးအဲ့ဒီလိုဆိုတော့လေနင်းနေတော့ခတ်တာပေါ့နော်သူ့ဘာသာသူပြောသလိုဖြစ်အတန်ထွက်လာခြင်းဖြစ်ဤဘာလဲနင်းနေခတ်တာဝမ်းသာဖို့ပေါ့ဝမ်းသာဖို့ဟုတ်လားနေတိုင်းအိရတဲမှာလူမမဖြစ်နေရင် ဟုတ်လားခတ်တာပေါ့အေးမခတ်ဘူးထင်ရင်ဝန်တာစရာပါရှိလဲပြောစမ်းမအောင်ကဲပေါ်လီယာနာဒီထိုင်ရမထားလိုက်ပြီးလက်ခုပ်ကလေးတီးလိုက်တဲ့ဖြစ်မစ္စတာသနိုးမှာအင်အားတင်သွား၏ကောင်းတယ်ကောင်းတယ်ဟုတ်တယ်ဒီဟာတော်တော်ခက်တယ်နော်အခုတော့တမိပြောရအောင်မင်းသူ့ပင်မဲ့အိမ်ပြန်လမ်းမှာစဉ်းစားပြင်စဉ်းစားသွားမယ်နောက်တစ်ခါလာတော့ဖြစ်ဖြစ်ပြောရနိုင်ပါလိမ့်မယ်သွားတော့မယ်နော်ဒေါ်တော်နဲ့စကားပြောရတာသိပြောတာပဲသွားမယ်နော်ပေါ်လီယာနာထွက်သွားမှာ အမရဲ့ဘာတွေများလျှောက်ပြောသွားလဲမသိဘူးဟုရေရွတ်ခါသူထွက်သွားရသို့ကြည်ရင်ကြည်ရစ်လေသည် မကြမီပင်သူ့ကောင်းကိုလှဲ့ကာအမှန်ကလေးကိုထောင်၍ရှေ့တွင်ထောင်ပြီးသူ့ကိုယ်သူအကက်ခတ်သလိုကြည့်နေလေတော့ဤဒီကောင်မလေးကသပင်အကင်တကယ်တက်ပါလားတကယ်ပဲသူ့ကိုယ်သူပြောပြီးငါသပင်တလောက်လှောက်အောင်လုပ်လို့ရတာငါတောင်မသိဘူးဒါပေမဲ့ဘာလုပ်ဖို့လဲလေဟုဆိုကာမှန်ကလေးကိုအိယာပေါ်ပြစ်ချရင် သူ့ကိုယ်သူ ခေါင်းအပေါ်သို့ပြစ်လဲချလိုက်ပြီးစိတ်ပြက်လက်ပြက်လှည့်၍နေလေဤ ခဏကြာရဲ့မစတာစနိုး၏သမီးမီလီဝင်လာတော့အမှန်ကလေးသည်အဲ့ရပေါ်မှာပင်ရှိနေသေးတော်လဲမစတာစနိုးကဝှစ်ထားသည်ပြည်တိပေါက်ခန်းစည်းတွေလည်းတင်လို့ပါလားမေမေဟုပြောကပြည်တိပေါက်တလဲသူ့အမေကောင်းကပေါ့မွတ်တလဲကြည့်နေလေ၏လူမမာကဒါပါဖြစ်တဲ့လေနေမကောင်းတာနဲ့ပဲတသက်လုံးမှောင်ကြီးတဲ့နေရတော့မလားဟုဆိုလိုက်သည်မီလီကစိတ်တိုက်ရန်ပလင်းကိုယူလိုက်ရင်းမှ မနေရပါဘူးမေမေ ကောင်းပါတယ်အရင်ကမမေကိုလင်းလင်းရှင်းရှင်းနေဖို့ပြောနေတာကြားလာပြီပေါ့မမေကမနေလို့ဟာပဲဟုချော့ချော့မော့မော့ပြန်ပြောရသည်မစနာသူကဘာမှပြန်မပြောပဲညဝိအင်းကြီးသူညဝိအင်းကြီးမှဇာနာကိုဆွဲရချ၍ကိုင်ရင်ကအတော်ကြာမှစကားပြောသည်သူသားဟင်းတွေဘာတွေပို့ပို့နေမိမဲ့အစားညဝိအင်းကြီးအစ်တစ်ကလေးဘာလေးပေးကြရင်ကောင်းမယ်ထင်တယ် အိုးအမေရဲ့မီလီကတန်အောင်တော့ဆိုမိတီမှာမဆမ်းပါယခုပင်လင်းသူ့နောက်အန်ဆဲတဲ့တင်မီလီကသူ့အမေကိုလဲဝေရဲ့ဖြောင်းဖြားကန်းတော်လဲမရတဖြစ်တိတ်ထားခဲ့ရတော့ညဝေအင်ကြီးအစ်စ်နှစ်ထဲပင်ရှိနေသေးသည်မဟုတ်လားနာဆင်ပေးခဲ့သူအားလုံးကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။ကြာရှိနေသေးသောအပိုင်းစက်များကိုလည်းဆက်မြောနာဆင်ပေးကြပါဦးနော်။ နားဆင်ပေးသူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ